လာမယ့်24ရက်နေ့တွင် လေဖျားနှင့်ရဝန်းအရှိန်ကြောင့်ရခိုင်ကန်ယူရန်နှင့်မြဝကျုံးမော်ဒေသတွေမှာနှိုင်းကြီးမှဖြစ်ပြီးတိုင်းနယ်ပြည်နယ်တွေမှာမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကဒီကနေ့နိုဝင်ဘာ3ရက်နေ့နေ့လယ်မှာထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမြဝကျုံးမော်ကန်ယူရန်ဒေသအနီးမှာဖြစ်ပေါ်နေတဲ့လေဖျားနှင့်ရဝန်းအရှိန်ကြောင့် နဝေမှာ3ရက်ကနေ6ရက်အတွင်းတိုင်းနယ်ပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြောင်းမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာတော့ဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။ဒါအပြင်မိုးတိမ်နောင်တွေဖြစ်ပေါ်မှုကြောင့်နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီကချင်ကရင်နီကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာတော့ဒေသလိုက်မိုးကြီးနေဦးမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလေပြင်းနဲ့ရုံဝန်ရှင်ကြောင့်ရန်ကုန်ကနေတနင်္သာရီတိုင်းကံယူရန်တလျှောက်ပင်လယ်ပြင်မှာနေရာနှံပြောင်းမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပြီးလှိုင်းကြီးမှာဖြစ်ကလှိုင်းမြင့်ရှစ်ပေကနေဆယ်ပေထိရှိနိုင်တယ်လို့မိုးစလားကထုတ်ပြန်ထားပါတယ်။